လုံးမင်္ဂလာပါ။မြောက်ပြည်တော်စာကိုကိုပေးရနေပြန်ကျေးဇူးပါတယ်။ကျွန်တော်ဒီနေ့သင်ခန်းစာလေးမှာတော့ C E minor D minor G D ရောကိုတီးပြမှာဖြစ်ပါလေ။ရေဆို C ပေါ့နော်။ C ကကျတော့နှစ်ကြိုးတက်ကွက်လက်ညိုပြီးရင်လေးကြိုးနှစ်ကွက်လက်ကလေး၅ကြိုးသုံးကွက်လက်ကြွယ်ပေါ့ C E minor အင်မနာကြတော့နှစ်ကျိုးတက်ကွက်လက်ညိုလေးကျိုးနှစ်ကွက်လက်ကလေးဆိုကျိုးနှစ်ကွက်လက်လက်ကျွဲအင်မနာဒီဒီမနာဒီမနာကြတော့တက်ကျိုးတက်ကွက်လက်ညိုဆိုကျိုးနှစ်ကွက်လက်ကလေးနှစ်ကျိုးသုံးကွက်လက်လက်ကျွဲဒီမနာပြီးဂျီဂျီအရောအရေးကျွန်တော်ပြတ်ပြီးသားဖြစ်ပါတယ်ငါကျိုးနှစ်ကွက် လက်ကလေးပြီးရင်၆ကျော်သိုးခွဲလက်တကြွယ်၁ကျော်သိုးခွဲလက်သားမောင်ကြီးလက်ခတ်တွေအားကြတော့ဒေါက်လက်ခတ်တွေပဲလက်ချစ်ပါပြီးမှပုံနည်းနည်းကိုယ်တွေပြောတာမြန်ပြီးဆိုမှဇလုံးဘူးနဲ့လက်ချစ်ပါဒီဆိုဒေါ်လက်ခန့်နေတော့ပြောပြရဲပေါ်စတဲ့ဒီကမစမ်းတဲ့ယောဂီလေးချက်ပါဒေါ်လက်ခန့်လေးလဲကျတော့ဟိုက 对没？ ဖြည်းဖြည်းပုံမှန်လေးပဲပြောပါပုံမှန်လေးပြောပြပြောရင်တော့ဆိုရင်လက်ရရချစ်သွားဖြည်းဖြည်းရောက်သွားမှာပဲဖြစ်ပါတယ် ာတွေကိုအခြေများစွာလေ့ကျင့်ပါ။ဒါဆိုဒီပြပြန်ကော့ကိုပြောင်းရတာအများဆုံးဖြစ်ပါတယ်။ပြီးမှဆလိုကိုလက်ခတ်ကိုလေ့ကျင့်ပါ။ဟုတ်ကဲ့ပါ။အားလုံးကြည့်ကြည့်တယ်ပါလား။